မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြီးတော့ live လဲစွာနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ခုတင်ဆက်ပေးသွားကျွန်တော်ကတော့မော်ရီရှားဘာသာပြန်ထားတယ်အာနာဆက်နီဥပရေ48ရဲ့ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ခင်ဗျာအခုဖတ်ပြပေးသွားကျွန်တော်ကတော့နီဥပရေ36မတိချင်အောင်ဆောင်ပါတဘောတရားအရေးမပါတဲ့ပြဿနာကိုအရေးတူလုံမရင်ရေးကြီးခွင့်ကျဖြစ်သွားတတ်တယ်ရန်သူအဖို့အရေးတူလုံပြလေးလေး ရန်သူရဲ့အနေအထားကြီးထွားခွင့်ပေးလိုက်သလိုဖြစ်လေလေပါ အမားဆိုတာဘလောက်ပဲသိနှုတ်ပါစေချေကားမိသွားခဲ့ရင်ဖြည့်ရှင်းလို့မရတော့အောင် ကြီးမာသွားတဲ့ဒါကြောင့်တခါတလေမတိချင်အောင်စောင်းတာကမှကောင်းပါသေးတယ်မရနိုင်တာကိုလိုချင်နေတယ်ဆိုရင်မမှုသလိုမတိချင်အောင်စောင်းနေလိုက်ပါ ကိုယ်အလိုကိုမပြဘဲလျှို့ဝှက်ထားနိုင်လေလေအရှိန်အဝါကြီးလေလေဖြစ်ပါတယ်နေစဉ် လိုချင်စိတ်က မရည်ရွယ်ပဲဆိုးကျိုးတယောက်မှုတွေများစွာ ဖြစ်စေတတ်ပါသည်တခုခုကိုလိုချင်လေးလေးအဲ့ဒီအရာကိုမရမချင်းအတင်းရယူဖို့စူးစမ်းလိုစိတ်ဖြစ်လေလေပါလိုချင်စိတ်ကြီးလာလေလေအဲ့ဒီအရာရဲ့ဆွဲဆောင်မှုခံရလေလေဖြစ်ပါသည်စိတ်ခံစားချက်တွေပြင်းထန်လာတာနဲ့အမျှလိုချင်စိတ်လောဘတွေကိုချုပ်တီးဖို့ခက်ခဲလေလေဖြစ်ပါသည်အလိုလောဘကြီးတဲ့စိတ်ခွန်အားကအင်မတန်ဆွမ်းအားကြီးပါသည်ထင်ချုံရအင်မတန်ခက်ပါသည် အဝိညာဉ်ကလူတွေအတွက်အမြင်ကက်စရာကောင်းပါ ರಿ ။ယုံကြောက်ဖို့လည်းကောင်းပါ ರಿ ။ချုပ်တရားခတ်တဲ့အခန်းစားချက်တွေကလူကို စိတ်ခွန်အားတေးနှုတ်တလို့ဖြစ်စေနိုင်ပါ ರಿ ။တန်ဖိုးမရှိတဲ့လူလိုဖြစ်သွားစေတတ်တယ်။ဆက်ဆုပ်ပွဲလူမျိုးဖြစ်စေတတ်ပါ ರಿ ။လိုချင်တာဟုတ်သမျှကိုကြောခိုင်းစန့်ကျင်တတ်တဲ့အခြင်းမျိုးမွေမျိုးပါ။မကြိုက်တဲ့ပုံစံမလိုချင်တဲ့ဟန်ပန်မျိုးပေါ်လွင်အောင်တရုပ်ဆောင်ကောင်းပါစေ။ဒီလိုအမှုအခြင်းမျိုးကရန်သူတွေအတွက် အင်မတန်ဆိတ်ရှုပ်ဖို့ကောင်းစေနိုင်ပြီးနားလေရခက်ခဲစေတတ်ပါ रे ဖြစ်ချင်တာနဲ့လိုချင်တာတွေကိုခံမဲလို့မရရင်ရန်သူတွေကကိုယ့်အပေါ်ဆွဲသလိုမြားသလိုမျိုးလှုပ်ချင်လှုပ်လာပါလိမ့်မယ်အဆုံးစုံပြောရရင်နားကျင်ခံစားရအောင်လဲခွက်တွေသုံးပြီးကြောက်တွန်းတာမျိုးတွေတောင်လှုပ်ချင်လှုပ်ကြပါလိမ့်မယ်ရန်သူတွေဘက်တဲတဲလှုပ်သွားပြီးကိုယ်နဲ့ပတ်သက်တာတွေအပေါ်တတန်းတတဖြစ်နေကြပြီးဆိုရင်ကျင်းနေလိုက်ပါသူတို့ဘက်ကဆွဲဆောင်တာမအောင်မြင်ပေး ိုဘက်ကတဖက်လက်အနည်းနဲ့သူတို့ရဲ့အာယုံကိုလှည့်စားလိုက်နိုင်ပါပြီ။သူတို့ဘက်ကအန်ရည်ဖြူချင်ရင်တော့သူတို့အချင်းတွေက ကိုလက်ခုတ်ထဲကရေလိုဖြစ်သွားတဲ့အတွက်စိတ်တိုင်းကျခြေလည်နိုင်မှာပါ။မတိချင်းအောင်ဆောင်းတာမကြိုက်သလိုဟန်ဆောင်းတာမလိုချင်သလိုဟန်ပြတာတွေကမေးမရင်တွေကျင်သုံးလေးရှိတဲ့အခွင့်အာဏာတစ်မျိုးပါပဲ။နေပရင်လို့တမိုင်းမှာမှတ်တမ်းတင်ခံရတဲ့ပြင်းတဲ့ပြင်းသောတာတမမြောက်လွိုက်ဆိုရင်အဲ့ဒီလိုအမြဲလှုပ်လိရှိပါရည် တကယ်လို့သူမကြိုက်တဲ့သူရှိလာရင်သူရှိရနေတောင်မှမရှိသလိုမျိုးဆက်ဆံတတ်ပါရဲ့ညလုံးချင်းတော့မဆိုင်ပဲတမင်တသက်ကြီးမတိချင်အောင်စောင်းတာမျိုးပါဒီလိုနည်းနဲ့လေတပတ်သားကိုအနေအားခက်အောင်လုပ်လို့ရပါရဲ့အတိအမဲ့ဖြူရာမျိုးမရှိပဲမျက်နှာပြောင်တိုက်ခံရတာကိုလူတိုင်းမုံပါရဲ့အထူးသဖြင့်အဖက်မလောက်တာမျိုးဆိုရင်စိတ်သေးပေါက်ပါရဲ့လူကိုကိုတိလဲရောက်တိုက်ခိုက်စရာမလိုပဲစိတ်အမှုအချင်းနဲ့ပြန်စည်းသွားအောင်တိုက်ခိုက်တဲ့နည်းဖြစ်ပါရဲ့ မတိချင်အောင်ဆောင်လိုက်ယုံနဲ့အချိန်အဝါတိုးမြင့်ပြီးသားဖြစ်သွားသည်။ပေါင်းတဲ့ဆက်ဆံရေးတွေထိတွေ့မှုတွေကအခြေအနေအမျိုးမျိုးအလိုက်သူ့နေရာနဲ့သူမှာအကျိုးရှိတယ်ဆိုပေမဲ့တခါတလေမှာမရှိသလောက်နေပါတာကပိုကောင်းပါတယ်။အဖက်လောက်လောက်တဲ့အစင်းအောင်မရှိတဲ့ရန်သူကိုအေးတယူလှုပ်ပြီးဂယူဆိုင်ပြနေကိုအစင်းကအဲ့ဒီရန်သူလောက်ပဲဖြစ်သွားတတယ်။စင်မြင့်ပေါ်ရောက်နေမှာတော့စင်အောက်ကလူတွေကိုဂယူဆိုင်နေစရာမလိုပါဘူး။ ဘလင်မမအနေကြနေမှာတော့ကျမ်းပြင်ကလူတွေကိုဂယုဆိုင်စရာမလိုတော့ပါဘူး။မတိတလို့နေပြီးလျှလျှရှုထားလိုက်ခြင်းကရန်သူရဲ့အနေထားကိုတပတ်လဲအနေနဲ့ခြေပြလိုက်သလိုဖြစ်သွားပြီ။သူတို့ရဲ့ဖြစ်တည်မှုတည်ရှိမှုကိုအတိအမှန်မပြိုးတဲ့အတွက်သူတို့ကိုသဘောတဘာဝအားဖြင့်ဖျက်ဆီးလိုက်သလိုပါပဲ။ဒမ်းမတူရင်ဖတ်မပြိုင်မိပါစေနဲ့အရေးမပါရင်အရေးလုံးမနေပါနဲ့။ဒီနေရာမှာအထူးမှတ်ထားရမယ့်အချက်တွေကျန်ပါသေးတယ်။ ရန်သူကိုအဖမ်းမလို့တဲ့အနေနဲ့မတိကျအောင်ဆောင်ပြီးဖြက်စီးလိုက်တိုင်းပြပယ်ထားတာမျိုးတော့မလုပ်ပါနဲ့လူတိထင်ရှားအနေထားရောက်မတိကျအောင်ဆောင်ပြီးအများအမြင်ကို ကိုယ်ပတ်ရအောင်လှူထားနိုင်တဲ့ဆိုရင်ရန်သူရဲ့အနေထားကအောက်မှာပဲအမြင်ရှိနေမှာတော့မဟုတ်ပါဘူးဇဏပြပြီးအတနာခံပြလိုက်ရင်ကိုယ့်အပေါ်အထင်လွဲလာနိုင်တယ်ဇနာပြရတဲ့ဇာအိမ်ကောင်းနေခဲ့ရင်လူတို့ရဲ့အမြင်ကို ပြောင်းလဲသွားအောင်လုပ်ဖို့မလွယ်တော့ဘူး။စံကျင်ဘက်တွေကြီးပဲဖြစ်လိမ့်မယ်။ အမားကိုဖားသေးတယ်လို့မျိုးလိုက်မလုပ်ပါနဲ့အနာအဖေးတေးသေးလေးကိုဒုတ်ထိုးပြီးအကြဲချဲတယ်လို့ဖြစ်သွားလိမ့်မယ်ဒီလိုပြဿနာတွေနဲ့ကြုံတွေ့လာရရင်ပရမအဆုံးသော ဖြေရှင်းတွေကအဲ့ဒီပြဿနာတွေဟာကိုယ်နဲ့မဆိုင်ကြောင်းသိတာအောင်လုပ်ပါမတိချင်အောင်ဆောင်ပြီးပြစ်ပယ်ထားတာတက်ပြဿနာကိုအတိမတ်ပြုတ်တရားဟန်ဆောင်ပြပြီးကိုယ်နဲ့လုံးဝမပတ်သက်တယ်လို့အကြောင်းပြချက်ကောင်းနဲ့ညင်ဆန်ပါပြီးရင်ပြဿနာအတွက်ဖြေရှင်းမှုနီလန်ပေးတယ်လို့လုပ်ပြီး ဇဏသူတွေဘက်ကိုလိုက်ပြပါဇဏသူတွေကိုစားဇဲအိမ်ကိုဆွဲပေးလိုက်ပါရန်သူတွေရဲ့အမားကို ပိုကြီးလေးတဲ့အမားဖြစ်သွားအောင်မွေပေးပါ လူတွေရဲ့အမြင်မှာရန်သူတွေရဲ့ဇဏမှုကမျက်ရည်ခံထိုးပြီးအမျက်ထောင်နေသလိုဖြစ်သွားအောင်နောက်ခွဲကနေလန်ကျုပ်ဇလန်းများစွာနဲ့မီးလောင်ရာလေးပင်ပေးလိုက်ပါသူတို့စင်တဲ့ကျိုးစင်ပေါ်သူတို့ကိုယ်တိုင်ပြန်တက်လိုက်ရပြီအဆုံးသက်သွားပါလိမ့်မယ်အထူးမှတ်ထားဖို့က တိကျအောင်ဆောင်မှုကနေရာတိုင်းမှာအလုံးမဖြစ်ပါဘူး။တိနှုတ်တဲ့အရာတွေကြီးလေးတဲ့ပြဿနာပฏิပခါတွေမဖြစ်တော့အောင်အခြေအနေတွေကိုကင်တွယ်တဲ့နေရာမှာသာအသုံးကျပါရစေ။ရှိရင်ဆွဲပြဿနာပฏิပခါကြီးတွေကိုမတိကျအောင်ဆောင်ပြီးလှစ်လျူရှူထားရင်တော့အပူမီးကြီးတဲ့ကြီးလာပါလိမ့်မယ်။ပြဿနာဆိုတာကအေးဆက်နေခိုင်းမှာပြီးပြတ်သွားအောင်လွင့်ပြတဲ့အနေနဲ့မတိကျအောင်ဆောင်ပြီးဖြေရှင်းလိုက်ပါ။ပါဏမုတာအခရာကြပါရစေ။ အခြေအနေအားလုံးကိုတေချာအောင်စမ်းစစ်ပြီးမှရင်ဆိုင်ဖြစ်ရှင်ပါ။ဒဏ်ရာဆိုတာသေးရင်သေးသလိုပျောက်ကင်းလွယ်ပါ ड़ी ။အရာကိုရေးကြီးခွင်ကျဲလုပ်ပြီးဆေးထည့်သလိုနဲ့သွားမစွာမိပါစေနဲ့။ဒီအတိုင်းပြစ်ထားရင်ပဲပျောက်သွားပါလိမ့်မယ်။မတိကျအောင်ဆောင်နေနေဆိုတာကနိုင်ငံရေးလောကမှာအသုံးချမှုအများဆုံးသောပြဿနာပရိပခကိုင်းထွယ်နည်းဖြစ်တယ်။ညင်းလို့ရရင်အပြတ်အသတ်ညင်းပါ။ညင်းစရာမလိုရင် ထောက်ခံပြပါ။ထောက်ခံစရာမလိုညင်းစရာမလိုပါ။ မတိကျအောင်ဆောင်ပြီးဖြစ်တာထားလိုက်ပါ အချိန်တန်ရင်အနေထိုင်ပြီးရေကြည်သွားပါလိမ့်မယ်ပါနဲ့စွာဂိုင်တွေဖြည့်ရှင်ပါအခုဖတ်ပြပေးကြတော်တို့ဒီဥပရေသ36မတိကျအောင်ဆောင်ပါဆိုရက်ဒီဥပရေသလေးပဲဖြစ်ပါရခင်ဗျာဒီနေ့ဥပရေသလေးကနေပြီးတော့ကျွန်တော်တို့အနေနဲ့လောကကြီးမှာတချို့သောပြဿနာတွေဟာမတိကျအောင်ဆောင်တဲ့ဒီနေ့ဖြည့်ရှင်တဲ့ဆိုတာကိုလေ့လာခဲ့ရမယ်လို့ယူဆပါရခင်ဗျာနောက်တစ်ပုတ်မှာလေဒီဥပရေသ39 ဩချအဖွဲ့အခင်းချင်းမျိုးဖန်တီးထားပါဆိုရက်နေဥပရိသလေးကို တင်ဆက်ပေးသွားမှာမို့ဆောင်းမြောကြည့်ရှုနားတော်တာဆင်ပြေကြပါအောင်ခင်ဗျာအားလုံးကိုကျွန်တော်ရဲ့ channel လေးကနေလိုက်လဲစွာနဲ့ကျေးဇူးတို့ပဲတင်ရှိပါရယ်ခင်ဗျာ